မြန်မာ့ဥခရိုနီကယ်အော်တိုဘာ22မြင်တွင် KK Park ကြားဖြတ်နေမြင်တဲ့အာနာသိန်းစစ်တပ်ရဲ့လှည့်စားမှုပြီးခဲ့တဲ့ရက်ပိုင်းကအွန်လိုင်းငွေလိမ်နဲ့ရာဇဝမှုဂိုင်းတရုတ်ဘာသာနဲ့ကြားဖြတ်တွေအခြေစိုက်တဲ့နေရာတစ်ခုအဖြစ်လူသိများတဲ့ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်က KK Park ကိုအာနာသိန်းစစ်တပ်ကဝန်စီးတယ်ဆိုတဲ့သတင်းထုတ်ပြန်ပြီးတဲ့နောက်ရက်အနည်းငယ်အကြာမှာဒီကြားဖြတ်အခြေစိုက်ရာနေရာကလူထောင်ကနေနဲ့ခြေပြီးတော့မြောက်ရီမြို့ဘက်နဲ့တိုင်းမြန်မာနယ်စပ်ကိုဖြတ်ပြီးတော့မဲဆောက်မြို့ဘက် အုပ်စုလိုက်တင်းရှောင်နေကြတဲ့သတင်းတွေနောက်ဆက်တွဲပေါ်ထွက်လာခဲ့ပါတယ်။ DKK Park မြေနေရာကို2020ခုနှစ်မှာထိုင်းနိုင်ငံတဲကုမ္ပဏီတစ်ခုအဖြစ်မှတ်ပုံတင်ထားတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကကာစီနိုလောင်းကစားလုပ်ကင်ဖို့ရည်ရွယ်က KNU အဖွဲ့ထံကမြေငှားခဲ့တာဖြစ်ပါတယ်။လရှိကာလမှာတော့ဒီဒေတာကိုအကာအကွယ်ပေးနေတဲ့လက်နက်ကိုင်အဖွဲ့ကအာဏာသိမ်းစစ်တပ်နဲ့အပြန်အလှန်နားလည်မှုရှိနေတဲ့ BGF KNA လက်နက်ကိုင်အဖွဲ့ပဲဖြစ်ပါတယ်။ ယမန်နှစ်ကလေးကတရုတ်နိုင်ငံအပါအဝင်အခြားသောနိုင်ငံတွေက၎င်းတို့နိုင်ငံသားတွေကြားဖြန့်လုပ်ငန်းမှာကျွန်းအဖြစ်စီကိုင်းခံနေရတာကြောင့်ကြားဖြန့်လုပ်ငန်းကိုနှိမ်နင်းဖို့ထိုင်းနိုင်ငံကိုဖိအားပေးတိုက်တွန်းခဲ့ကြတာကြောင့်ထိုင်းနိုင်ငံက၎င်းတို့နဲ့ထိစပ်နေတဲ့မြန်မာနိုင်ငံကရင်ပြည်နယ်ဘက်ကကြားဖြန့်မျိုးသစ်တွေကိုလျှက်စီမီနဲ့အင်တာနက်ဖြတ်တောက်ခဲ့ပါတယ်။အဲဒီကာလတုန်းကဒီကြားဖြန့်လုပ်ငန်းတွေကိုအကာအကွယ်ပေးထားတဲ့ကရင်လက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ BGF KNA နဲ့ DKPA Democratic အကျိုးပြုကရင်တပ်မတော်တို့က တရုတ်နိုင်ငံသားနဲ့အခြားသောနိုင်ငံတွေကနိုင်ငံသားထောင်ထဲချီပြီးတော့ထိုင်းနိုင်ငံဘက်ကိုလွှဲအပ်ခဲ့ပါတယ်။အရိကာလာကကြားဖြန့်ဂိုင်းတွေမှာတားကောင်အဖြစ်ချင်းချောင်စီခိုင်းခံနေရသူထောင်ကနန်းကနေတောင်ကနန်းအထိလွှဲပြောင်းပေးအပ်ခဲ့သည့်တိုင်ဒီရာဇိုဂိုင်းတွေကအမြင့်ပြတ်သွားတဲ့သဘောတော့မဟုတ်ပါဘူး။တနေ့ကြောကြာပြီးတဲ့နောက်အခုအချိန်မှာ KK Park တခုတည်းတင်နောက်ထပ်ထောင်ကနန်းကနေတောင်ကနန်းအထိကြားဖြန့်လုပ်ငန်းတွေပါဝင်လုပ်ကင်နေသူတွေရှိနေတာတွေ့ကြရမှာဖြစ်ပါတယ်။ အော်တိုဘားလ22ရက်နေ့မှာတော့ KK ဖက်ကနေဒရောတောဘာထွက်ခွာနေကြတဲ့မြင်ကွင်းတွေလူမှုကွန်ရက်မီဒီယာမှာစတင်ပေါ်ထွက်လာခဲ့ပါတယ်။စိုင်းကယ်တွေနဲ့ထွက်ခွာနေသူတွေခြေလျင်လျှောက်ပြီးတော့ထွက်ခွာနေကြသူတွေနဲ့ထရက်ကားတွေပေါ်မှာလူအပြည့်နဲ့ KK Park ထဲကနေထွက်ခွာနေကြတဲ့ဗီဒီယိုတွေ၊ဓာတ်ပုံတွေ Facebook, TikTok တို့မှာ ပေါ်ထွက်လာနေပြီးတဲ့နောက်သတင်းဌာနတွေကစုံစမ်းမေးမြန်းပြီးသတင်းပေါ်ပြလာခဲ့ကြတာတွေ့ရပါတယ်။ဒီဖြစ်ရပ်မတိုင်ခင်ရက်အနည်းငယ်ကစစ်တပ်ကဝင်စည်းတယ်ဆိုတဲ့သတင်းထုတ်ပြန်ချက်မှာအဆောက်အုံယာနေချီကိုဝင်ရောက်စစ်ဆေးတယ်လို့ကြားပြန့်လုပ်ငန်းထဲမှာပါဝင်လောက်ကိုင်းနေသူ2100ကျော်တွေ့ရှိပြီးတော့ Starlink Internet အလုံး30ကျော်တင်စီရမိတယ်လို့ အာနာသိန်းစစ်တပ်ဘက်ကဖော်ပြခဲ့တာပါအဆိုပါဖော်ပြချက်အရဆိုရင် KK Park မှာရှိနေတဲ့ကြားပြန့်လုပ်ငန်းတွေအားလုံးကိုဝင်ရောက်စီးနင်းခဲ့တဲ့သဘောလို့နားလည်ရပေမယ့်အမှန်တကယ်ကအော်တိုဘားလ22ရက်နေ့ညနဲ့22ရက်နေ့နေ့ခင်းချမှဒီလုပ်ငန်းတွေမှာလောက်ကိုင်းနေသူတွေ KK Park ထဲကထွက်ခွာကြတာဖြစ်ပါတယ်အော်တိုဘားလ22ရက်နေ့မှာ KK Park ထဲကအခုလိုအလင်းမြန်ထွက်ခွာနေကြသူတွေကိုစက်မှတ်ပေးနေတာက BGF KNL နဲ့နိုင်ငံအဖွဲ့ပဲဖြစ်ပါတယ် ၎င်းတို့နဲ့အာနာသိန်းစစ်တဲ့အကြောင်းမှလည်းအခြေအဆက်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတာကြောင့်အခုဖြစ်ရက်ကအမှန်တကယ်နှိမ့်နေတယ်ဆိုတာထက်နိုင်ငံတကာကိုပြဖို့အတွက်လှုံ့ဆော်မှုတစ်ခုအဖြစ်လို့သာကောက်ချက်ချရမှာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ဒေသမှာကြားဖြန့်ရာဇဝမှုတွေလုပ်ကိုင်နေတာ KK Park တစ်ခုတည်းတော့မဟုတ်ပါဘူး။ DKBA လက်နက်ကိုင်အဖွဲ့တွေလုံခြုံရေးအကာအကွယ်ပေးထားတဲ့ကြောက်ခတ်ဒေသ BGF KNA ကပဲအကာအကွယ်ပေးထားတဲ့ရွှေကုတ်ကူစတဲ့ဒေသတွေကမြောက်ရီမြို့ရဲ့မြောက်ဘက်နဲ့တောင်ဘက်တွေမှာ ထိုင်းနယ်စပ်မြင်းတလျှောက်အခြေစိုက်ပြီးတော့လောက်ကိုင်းနေကြတာဖြစ်ပါတယ်။လျှက်စစ်မီရရှိဖို့အင်တာနက်ရရှိဖို့နဲ့ပိတ်ဆို့ဖမ်းဆီးမှုတွေဖြစ်ပွားရင်ထိုင်းနဲ့မြန်မာနှစ်နိုင်ငံနယ်နိမိတ်မြင်းကိုဖြတ်ကျော်ပြီးတော့တင်းချောင်းနိုင်ဖို့ရည်ရွယ်ကနယ်စပ်မြင်းအနီးအခြေစိုက်လောက်ကိုင်းကြတာလည်းဖြစ်ပါတယ်။ကြားဖြန့်ပြဿနာဟာမြန်မာနဲ့ထိုင်းနှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ရစိုးမှုပြဿနာတတ်တတ်မဟုတ်ဘဲနဲ့နေနာသူတွေကကမ္ဘာနေရာအနှံ့အပြားမှာရှိတဲ့ ဒါဇင်နဲ့ချီတဲ့နိုင်ငံတွေပါပါဝင်ပတ်သက်နေကြတဲ့ပြဿနာကြီးတစ်ရပ်ဖြစ်လာနေတဲ့သဘောပါ။ကြားဖြန့်လုပ်ငန်းမှာခေတ်သစ်ကြေးကျွန်းစနစ်တစ်ဖွဲ့ရိုက်နှက်ညှင်းဆဲပြီးတော့ စေခိုင်းခံနေကြရတဲ့နိုင်ငံသားအများအပြားရှိနေတာဖြစ်ပါတယ်။ဒီုံနိုင်ငံသားတွေဥစည်းလုံးကင်ကြတဲ့ကြားပြန့်ရာဇဝမှုတွေမှာသားကောင်ဖြစ်ကြရသူတွေတဲ့တရုတ်နိုင်ငံသားတွေသာမကအာဖရိကတိုင်းမှာရှိတဲ့နိုင်ငံအများအပြားကနိုင်ငံသားတွေတောင်အာရှဒေသကနိုင်ငံသားတွေအရှေ့အာရှပစိဖိတ်ဒေသကနိုင်ငံသားတွေထောင်တောင်းချီလူကုန်ကူးခံကြရ ဖျားယောင်းခေါ်ယူခံကြရတာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့နယ်နိမိတ်ထဲမှာအခြေစိုက်လုတ်ကင်ကြတာကြောင့်မြန်မာနိုင်ငံသားတွေကိုတော့ဂျေးကျွန်းတပ်ဖွဲ့ဆက်ဆံစီခိုင်းတာမျိုးကိုရှောင်ကျဉ်လုတ်ကင်ကြတယ်လို့လည်းဆိုပါတယ်။ဒေသခံတွေနဲ့ပြည်ထနာဖြစ်ရင်၎င်းတို့လုံခြုံရေးကိုထိခိုက်လာနိုင်တာကြောင့်ကြားဖြန့်ရာဇဝတ်ကိုင်းတွေကဒေသခံမဟုတ်တဲ့အခြားနိုင်ငံကလာရောက်လုတ်ကင်သူတွေကိုနှိပ်စက်ချင်းချောက်စီခိုင်းကြတာကုမ္ပဏီတစ်ခုနဲ့တစ်ခုအကြားဂျေးကျွန်းတပ်ဖွဲ့ရောင်းစားကြတဲ့အထိ ကျူးလွန်နေကြတာဖြစ်ပါတယ်မြန်မာနိုင်ငံကအချို့သောဒေသခံတွေအဖို့ကတော့ကြားပြန့်လုပ်ငန်းကဝင်ငွေကောင်းတဲ့အလောက်ကိုင်းအခွင့်အလမ်းတစ်ခုလို့ ရှုမြင်နေကြတာမျိုးရှိတယ်လို့ပြောဆိုကြပါတယ်။ခရင်ပြည်နယ်ကဖြစ်စီဒီဒေတာအနီးအနားကမြန်မာနိုင်ငံသားတချို့က၎င်းတို့ရဲ့အတိမိတ်ဆွေဆွေမျိုးသားချင်းတွေကြားပြန့်လုပ်ငန်းမှာတွားရောက်လောက်ကိုင်းနေကြပြီးတော့လစာအကောင်းနဲ့အလောက်ကိုင်းအနေနဲ့ပြောဆိုကြတာလေကြားသိနေကြရတာဖြစ်ပါတယ်။ကြားပြန့်လုပ်ငန်းဟာမူရည်စေဝါထုတ်လုပ်ရောင်းဝယ်မှုလိုပဲစစ်ပွဲတွေအတွက်လိုအပ်တဲ့ငွေကြေးကိုရှာဖွေရင်းလက်နက်ကိုင်းအဖွဲ့အချို့ကရာဇဝမှုလောက်ကိုင်းသူတွေကိုအကာအကွယ်ပေးတာသို့မဟုတ် ကိုယ်တိုင်ဒီလို လုပ်ငန်းတွေတဲ့ပအဝင်ပတ်သက်ရင်နိုင်ငံဖြတ်ကျော်တဲ့ရာဇဝတ်လုပ်ငန်းကြီးတွေကိုအကာအကွယ်ပေးရတဲ့အဖြစ်ပအဝင်လောက်ကင်ပေးရတဲ့အဖြစ်ကိုကြားရောက်ကြရတဲ့သဘောလေးဖြစ်ပါတယ်ခင်ဗျာ